အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်မတို့ပေါ့နော်ကျွန်မတို့ရဲ့အဲဒီပြည်သူ့ရှေ့ဆောင်ပါတီရဲ့2025ခုနှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးအတွက်ကိုအထုတ်ပြန်ထားတဲ့ပေါ့နော် ပြည်သူလူထုကိုပေးထားတဲ့မဲဆန္ဒရှင် ပြည်သူလူထုကိုပေးထားတဲ့အဂတိကဝတ်တွေနဲ့ရွေးကောက်ပွဲကြီးညာစာတမ်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်မမာတိကာပြောနေတာဖြစ်ပါတယ်မာတိကာရဲ့နံပါတ်3မှာအကောင်းဆုံးကတော့ပြည်သူ့ရှေ့ဆောင်ပါတီအကြောင်းပါရှင် နော်ကျမတို့နိုင်ငံရေးပါတီတွေဆိုတာပေါ့နော်နိုင်ငံကိုမူဝါဒနီလန်းအဖြစ်နိုင်ငံတိုးတက်ဖွံ့ဖြိုးတိုးတက်အောင်မူဝါဒနီလန်းလုပ်ငန်းလမ်းစဉ်နီလန်းအဖြစ်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရတဲ့အဖွဲ့အစည်းတွေဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီအကြောင်းလဲကျမတို့အထက်သွင်းပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ်ရှင်ဒီပြည်သူ့ရှေ့ဆောင်ပါတီမှာရဲကျမတို့ပါတီရဲ့ပေါ့နော်ပြီးသုံးလုံးပါတီရဲ့အခြေခံမူတွေကဘာလဲရည်တည်ချက်ကဘာလဲ အဲပြီးလို့ရှိရင်ကျမပေါ့နော်ဒီကျမအပါဝင်ပေါ့နော်ကျမဘဟုအဲအလုံးမှုဆောင်အဖွဲ့ဝင်နေရဲ့အဲပြီးလို့ရှိရင်ကျမတို့ပါတီကိုဘယ်လိုပုံစံနဲ့ဥဆောင်နေကြတာလဲပါတီတွင်းစီမံခန့်ခွဲမှုအဲစီမံခန့်ခွဲမှုဘယ်လိုဆောင်ရွက်နေကြတာလဲပေါ့နော်အဲ့ဒါလေးရဲ့ပြီးလို့ရှိရင်2025ခုနှစ်ပါတီစုံအဲဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းနေပေါ့နော်ကိုယ်စားလှယ်လောင်းနေကိုကျမအဲတချို့တော့ တချို့တဝက်ဖော်ပြထားပေမဲ့အဓိကကတော့ကျွန်တော်တို့စရင်စရားပါရှင့်အဲဒီ candidate တွေရဲ့ statistics ပေါ့နော်အမျိုးသမီးဘယ်လောက်ရာခိုင်နှုန်းပါလဲအမျိုးသားဘယ်လောက်ရာခိုင်နှုန်းပါလဲအဲလူငယ်ပေါ့နော်35နှစ်အောက်ဘယ်လောက်ရာခိုင်နှုန်းပါလဲ36နှစ်နဲ့62နှစ်ကြားအဲဘလောက်ရခိုင်နှုန်းပါလဲ63နှစ်နဲ့အထက်ဘလောက်ရခိုင်နှုန်းပါလဲပေါ့နော်စသဖြင့်ပြီးလို့ရှိရင်ကျမတို့ကိုယ်စားလှယ်လောင်းနေရဲ့ပညာရေးပါရှင့်ပညာရေးလဲ ဒါဥပဒေအရပေါ့နော်ရွေးကောက်ပွဲဥပဒေအရဆိုလို့ရှိရင်အခြေခံပညာအထက်တန်းအထိအဲတင်ကြားတင်ကြားထားတဲ့သူဖြစ်ရမယ်အဲဆိုလို့ရှိရင်ကျမတို့ဒီအခြေခံပညာအထက်တန်းကိုဘလောက်ရာခိုင်နှုန်းရှိတာလဲအပြီးလို့ရှိရင်ကျမတို့ဘွဲရပေါ့နော်ဘွဲရအဲဘလောက်ရာခိုင်နှုန်းပါတာလဲနောက်ဘွဲလွန်ပေါ့ရှင်ဘွဲလွန်ကတော့ဘွဲလွန်ဘွဲရပြီးမှဒီပလိုမာထပ်ယူတယ် အဲမာစတာဘွဲ့ထပ်ယူတယ် PhD ဘွဲ့ထပ်ယူတယ်နော်စသဖြင့်ပေါ့နော်မာစတာတက်နေတယ်သို့မဟုတ် PhD တက်နေတယ်ပေါ့နော်ဒါတွေဘယ်လောက်ရာခိုင်နှုန်းရှိလဲဆိုတာကိုကျမတို့ဖော်ပြထားတာဖြစ်ပါတယ်ရှင်အဲ့ဒါလေးကတော့ကျမတို့နံပါတ်၄ပေါ့နော်ပြည်သူ့ရှေ့ဆောင်ပါတီအကြောင်း ဖော်ပြထားတာဖြစ်ပါတယ်နံပါတ်၅အနေနဲ့တော့ကျမတို့ကလူထုဘဝအထိကဆိုပြီးတော့မှမူဝါဒနဲ့လုပ်ငန်းစဉ်များပေါ့နော်ကျမတို့ကအဲလူတို့ပြည်သူလူတို့ကို အဲကျွန်တော်တို့ပါတီဟာပြည်သူလူထုကြားထဲကပေါက်ဖွားလာပြီးတော့မှပြည်သူလူထုရဲ့အခက်အခဲတွေကိုသိရှိနားလည်တဲ့ပါတီဖြစ်တယ်ပြည်သူလူထုရဲ့အခက်အခဲတွေကိုကျွန်တော်တို့မူဝါဒလုပ်ငန်းလန်းစင်နေနဲ့ဖြေရှင်းကျင်တဲ့ပါတီဖြစ်တယ်အပြည်သူလူထုကိုဥထိပ်ပန်ဆင်ပြီးတော့မှနောက်ပြည်သူကိုမျက်နာမူတဲ့အဲမူဝါဒတွေပြည်သူကိုမျက်နာမူတဲ့ပါတီဖြစ်ပါတယ်ရှင်နောက်အဲ့ဒါကြောင့်မလို့လူထုဘဝအဓိကဆိုတဲ့နေရာမှာလူထုဘဝအဓိကဆိုတဲ့ဆောင်ပုံရဲ့ မူဝါဒနဲ့လုပ်ငန်းစဉ်များကိုကျွန်တော်တို့အပိုင်းလေးမှာဖော်ပြထားပါတယ်ရှင်အပိုင်းလေးမှာတော့ဝင်ငွေနဲ့အလုပ်ကိုင်းပေါ့နော်လူတိုင်းလူတိုင်းဝင်ငွေရရှိဖို့အလုပ်ကိုင်းရှိဖို့အပြီးလို့ရှိရင်အခြေခံပြည်သူများဤလူမှုဘဝမြင့်မားရေးပေါ့နော်ကျွန်တော်တို့ဘာတွေဆောင်ရွက်ပေးချင်တာလဲပြီးရင်ပြည်သူများရဲ့အနာဂတ်ပေါ့နော်ပြည်သူလူထုရဲ့အနာဂတ်ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်လို့ပြောလို့ရှိရင်ဒီနိုင်ငံမှာမိတင်းနေထိုင်တဲ့ပြည်သူလူထုနိုင်ငံသူနိုင်ငံသားတွေရဲ့အနာဂတ်ကိုကျွန်တော်တို့တေချာလေး ထည့်သွင်းစဉ်းစားပြီးတော့မှကျွန်မတို့ဆောင်ရွက်ချင်တာလေးတွေကိုကျွန်မတို့ရေးသားဖော်ပြထားပါတယ်အဲနောက်ဆုံးကတော့ပြည်သူလူထုရဲ့ကျန်းမာရေးပညာရေးနဲ့လူသားအရင်းမြစ်ဖွံ့ဖြိုးရေးပေါ့နော်ဆိုလို့ရှိရင်လူဖြစ်လာပြီဆိုလို့ရှိရင်နံပါတ်1ကျန်းမာဖို့အရေးကြီးပါတယ်အဲမကျန်းမာရင်တော့ဒါလူဖြစ်ရချိုးမနှက်ဖို့ပေါ့နော်ကျန်းမာဖို့အရေးကြီးတယ်ဒုတိယကတော့ပညာတတ်ဖို့အရေးကြီးတယ်အဲကျန်းမာပြီးပညာတတ်မှသာလျှင်ကျမတို့ကျန်းမာပြီးပညာတတ်တဲ့အဲလူထုပြည်သူလူထုဖြစ်မှသာလျှင်ကျမတို့နိုင်ငံရဲ့လူသားအရင်းမြစ် အဖွဲ့မျိုးတိုးတက်ရေးအဖြစ်မှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့ကျွန်မတို့အဲနံပါတ်၄အနေနဲ့တော့လူဒုဘွားအထက်မှာမူဝါဒနဲ့လုပ်ငန်းလမ်းစဉ်များဝင်ငွေနဲ့အလုတ်ကိုင်းအခြေခံပြည်သူများ၏လူမှုဘဝမြင့်မာရေးပြည်သူများ၏အနာဂတ်အကျန်းမာရေးပညာရေးနဲ့လူသားရင်းမြစ်ဖွံ့ဖြိုးရေးဆိုပြီးတော့မှကျွန်မတို့ခေါင်းစဉ်၄ခုနဲ့ခွဲခြားပြီးတော့မှဟိုပေါ်ပြထားတာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်